န်ဒီတဲ့အမှုပညာကိုပဲအောင်မြင်စေချင်တာလေ။ဒါပေမဲ့သူအရင်ပုံစံနဲ့သူကမကြိုက်ဘူး။အာသူတို့အတွေ့သူတို့ဟိုဟာဖန်တီးမှုနဲ့အောင်မြင်ရဖို့ကောင်းတာပေါ့။အဲ့ပေါ်မဆက်တော့ကြားတယ်ပေါ့နော်။ဒီချိန်မှာဆိုအောင်မြင်သိပြီပေါ့။အဲ့လိုဒါပေမဲ့သူကရုပ်ရှင်ကိုတကားမှမသူမဖန်ကြည့်ရသေးဘူးဆိုတာလေ။ကတော့အဲ့ဒီအသင်းစံဒီဖန်တီးရတာတော့ဝဒနာလက်ပါဆိုတာ စတော့ငါရုပ်ရှင်တစ်ခုအောင်မြင်စေချင်တယ်လေအဲ့ဆန္ဒလေးပေါ့ရုပ်ရှင်မရတဲ့တိတ်အားမရပေါ့အဲတူတာသူ့ဆန္ဒကိုသူရေးနေတာပဲရေးတော့ကိုမပြီးတော့ပြင်းနေပြင်းလိုက်ပြန်ဖြစ်လိုက်အဲ့လိုလုပ်နေတယ်เออตะตาไม่ผิดมินิลามาบ่เนาะเออตู้ด้วยกุญเนี่ย ထုတ်တဲ့ပွဲပြီးရပါလေအဒီဂျေးတွေအတွက်လုတ်တဲ့ပွဲဆိုပါလေဘုသူကလည်းမလုပ်ဘူးလေအဲ့ဒါမမီလာပြီးအားပေးပါဆိုလို့သူကသူ့အဲရုံးအလုပ်ဆိုတိုင်မင်လည်းမရှိဘူးသူကအရန်ကိုလွှင့်ဝဲတယ်လေသိမပြောရိုက်နေတာတော့သိတာပေါ့နော်ဒါပေမဲ့အသေးစိတ်ဘာမှမပြောသူလက်ကြောင့်သူထိုးဖောက်တာပေါ့နော်အဲပုစုပရိသတ်နဲ့လက်ခံတယ်ဆိုတာလေဝမ်းသာတာပေါ့ မှန်တကယ်ဒီလိုပွဲဆိုသူ့ပြည်ကတော့ထိတ်ဆော့နေခုပြီးလာပါတယ်อืมဆရာတော့သူတို့ဖန်တီးတဲ့အမှုပညာတွေဒီထိမကအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်ဆက်လို့ကတော့သူဖန်တီးတဲ့အမှုပညာကိုပဲအောင်မြင်စေချင်တာလေအဲ့ဒါဆိုသူအရင်ပုံစံနဲ့သူကမကြိုက်ဘူးအာသူတို့အတွေ့သူတို့ဟိုဖန်တီးမှုနဲ့အောင်မြင်ရဖို့ကောင်းတာပေါ့အပေါ်မဆက်တော့ကြားရပေါ့နော်ဒီချိန်မှာဆိုအောင်မြင်သိပြီပေါ့အဲ့လိုဒါပေမဲ့သူကရုပ်ရှင်ကိုတကားမှမသူဖန်တီးရသေးဘူးဆိုတာလေ ဝမ်းသာပါလေဘာဖြစ်လို့သူတို့ဖန်တီးတဲ့အမှုပညာတခုလူတွေကြိုက်တယ်သဘောကျတယ်ဆိုတာဒါကောင်းတဲ့လက္ခဏာပဲလေအစတော့တော့ကျေဆွပါပါလေသူလည်းကြည့်ပြောနေလေနော်ဟုတ်တယ်သူကတော့အဲ့ဒီအသင်းစားတွေဖန်တီးရတာတော့ဝါသနာလည်းပါဆိုတာအစတော့တော့ရုပ်ရှင်တခုအောင်မြင်စေချင်တယ်လေအဲ့ဒီဆန္ဒလေးပေါ့ရုပ်ရှင်မရတဲ့တိတ်အားမရပေါ့အဲသူကတော့သူ့စားကိုသူရေးနေတာပဲရေးတော့ကိုမပြီးတော့ဘူးပြင်းနေပြင်းလိုက်ပြန်ဖြစ်လိုက်အဲ့လိုလုပ်နေတာလေ ဟုတ်တယ်ဟုတ်တယ်စေကြာကြီးဆိုစနစ်ကြတာပေါ့เนาะသူတို့ကဟိုကြောင်းတက်ခဲ့တယ်ဆိုတော့သူစနစ်တကြနဲ့ပဲသွားတာလေအေးအခုသူဖန်တီးထားတာတော့ရိုးရိုးအချစ်အချစ်ကားလေးပဲဒါပေမဲ့ဟိုသူတို့ရဲ့အချစ်ကားဆိုပေမဲ့ရဲ့ချစ်လေးသူတို့ရဲ့အယူဆတွေကနည်းနည်းတော့ကွဲမှာပေါ့เนาะမင်းရပါမယ်တဲ့ဘယ်လိုပြောသေးလဲ အဲသူကအမေပါမယ်သူရဲ့တကမှအမေကိုဟိုပေါ့အမေအမေဇက်မဟုတ်တာမှလေအမေကိုထဲ့မယ်ပေါ့အဲ့လိုအင်းဇက်ညောတော့သူပြန်ပြင်းနေတယ်ထင်တယ်အဲ့ဒါပြီးတော့မင်းသားရိုက်ရိုက်ရတော့ကြိုက်မှာပေါ့နော်ညရှင်လဲသူအစ်ပြေးမှာပါအဖေဆိုအရင်သူ့ဖေကားနေမှာသူလက်ထောက်ဒရက်တာအနေနဲ့သူရိုက်ပေးတာရှိရလေအဲ့ဒါအစ်ပြေးပါတယ်